ငါတို့ဒီဖျားသခင်ဤကျေးဇူးတော်အားဖြင့်ကိုယ်တိုင်တတချင်းရှိတကယ်တို့စင်ရဲ့ချင်းအမျိုးမျိုးကို ခံရတော်တူတို့အားတတစေနိုင်မိအကြောင်းစင်ရဲ့ချင်းအမျိုးမျိုးတို့၌ဖျားသခင်ဒီငါတို့ကိုတတစေတော်မူ၏ဆိုပြီးတော့မှပြပြထားတာကျွန်တော်တွေ့ရတယ်။တမန်တော်ကြီးရှင်ပေါလုကိုယ်တိုင်စီရင်ခြင်းခံစားနေရတဲ့အခါမှာဖျားသခင်ဟာသူနဲ့အတူရှိချောင်းကို သူစင်ချင်ချင်းအဖြစ်စိတ်ချမ်းသာမှုရရှိခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာစိတ်ချမ်းသာမှုရယူခြင်းအဖြစ်သူတစ်ပါးကိုလည်းပင်လယ်ခွန်အားပေးခြင်းနှိမ့်သိမ့်ခြင်းကိုပြုတဲ့အခါမှာခံစားရတဲ့ဝေဒနာတွေပျောက်ကင်းစေရုံဒါမှကနေတက်နနတက်မျောလင့်ခြင်းအတ္တတွေကိုလည်းပြန်လည်ပေးဆွမ်းနိုင်တာကိုကျွန်တော်တမန်ကျမ်းစာအဖြစ်တွေ့ရမှာဖြစ်ပါတယ်။တင်း ဝမ်းနည်းခြင်းတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာမျောလင့်ခြင်းရဲ့အလင်းရောင်လေးရှိတယ်ဆိုတာအမှတ်ရပါတင်ခံစားနေရတဲ့နာကျင်မှုတွေဘလောက်ပဲကြီးမားနေပါစေအဲ့ဒီအထင်းမှာရည်ရွယ်ချက်နဲ့အတိတ်ပဲရှိနေတယ်ဆိုတာသင်နားလည်ဖို့ရန်တဖြစ်ပါတယ်ကျမ်းစာထဲမှာငါတို့ဒီဒုက္ခခံရသည်မဟုတ် ဒုက္ခခံရတော့သူတို့အားနစ်တိတ်ချင်းကြီးစုကို ခံစားရမိအကြောင်းဆိုတဲ့ဒီကျမ်းစကားလေးကအင်မတန်မှခွန်အားရှိစေတာဖြစ်ပါတယ်။တင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကတင့်ကို ပို့ပြီးတော့မှတန်မာစေပြီးတော့မှတင့်ကိုတနာကျင်တာတဲ့နှလုံးသားပေးစွမ်းနေတာဖြစ်ပါတယ်။တင်ကိုယ်တိုင်နာကျင်မှုတွေခံစားရတဲ့အတွက်အခြားသူတွေရဲ့နာကျင်မှုဝေဒနာတွေကိုလည်းတင်ပို့ပြီးတော့မှနားလည်နိုင်မှာပဲဖြစ်ပါတယ်။ ဖျားရခင်ကတင်းရဲ့နာကျင်မှုတွေကိုအချီးနီးမဖြစ်စေပါဘူးအဲ့ဒီနာကျင်မှုတွေကနေတဆင့်တခြားတော့ဝမ်းနေပူဆွေးနေတဲ့သူတွေကို အားပေးနှစ်သိမ့်ဖို့ရန်အတွက်ဂျေဇူးတရားအဖြစ်ပြောင်းလဲပေးနိုင်တယ်ဆိုတာသင်တည်တည်ရပါတင်းရဲ့အထွေအကြုံတွေတင်တင်ယူခဲ့တဲ့သင်ခန်းစာတွေကနေပြီးတော့မှတင်ရရှိခဲ့တဲ့ခွန်အားတွေဟာအခြားသူတွေအတွက်မျောလင့်ခြင်းရောင်ချီလေးတစ်ခုဖြစ်လာနိုင်တယ်ဆိုတာသင်အမှတ်ရဖို့ရန်အတွက်ဖြစ်ပါတယ် ဒါကြောင့်ဒီချိန်မှာတင့်နေနေတဲ့စင်ရချင်းတွေဒုက္ခတွေအထီးကျန်ချင်းတွေ ခံစားနေရတဲ့ဆိုရင်တောင် အာမငယ်ပါနဲ့တင့်တယောက်တည်းမဟုတ်ပါဘူးတင့်ကိုဂယုဆိုင်တဲ့သူတွေတင့်အတွက်ဆူတောင်းပေးနေတဲ့သူတွေအများကြီးရှိပါတယ်တင့်ရဲ့နာကျင်မှုကနေတဆင့်ပိုးပြီးတော့မှတံမာတဲ့သူတယောက်ဖြစ်လာမှအသေးချာပဲဖြစ်ပါတယ်တင့်ရဲ့အတ္တအแทမှာတင်ကိုယ်တိုင်ခံစားရတဲ့ကျေးဇူးတော်ကို ကိုချင်းစာစိတ်နဲ့အခြားသူတွေကို ပြန်ပြီးတော့မှအားပေးဒါတွေနှိမ့်သိမ့်ဒါတွေကိုလှုပ်တဲ့အခါမှာနှွေးထွေးတဲ့စကလုံးတွေနဲ့တင်းရဲ့လှုပ်ဆောင်မှုတွေကတခြားသူတွေကိုပြန်ပြီးတော့မှတက်တာစေနိုင်တယ်ဆိုတာသင်နားလည်ဖို့ရန်အတွက်ဖြစ်ပါတယ်